မင်္ဂလာပါခင်ဗျာဒီကနေ့ကျွန်တော်တင်ဆက်ပေးချင်တဲ့ကြာရကတော့ရခိုင်ပြည်နယ်ကြောက်ဖြူတိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်အယောက်40နေပါလက်နက်ချအလင်းဝေးလာကစစ်တပ်ဘက်ကတည်ဆုံမှုများတဲ့အကြောင်းကိုပထမဆုံးတင်ဆက်ပေးချင်ပါတယ်ရခိုင်ပြည်နယ်အာရခတ်တပ်မတော်ဤထိုးစစ်မှုကြောင့်တရုတ်စီမံကိန်းတီစီရရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်တိုက်ပွဲများပြင်းထန်နေပြီးစစ်ကောင်စီဘက်ကယာနဲ့ချင်းတည်ဆုံမှုရှိကြောင်းစစ်ရေးတည်င်းမြေကဖော်ပြထားပါတယ် ဇွန်လ14ရက်နေ့အထိစစ်ကောင်စီဘက်စစ်ကောင်စီဘက်ကလက်နက်ချအလေးဝေရောက်လာသူ40နီးပါးရှိနေပြီးတိုက်ပွဲအတွင်းစစ်ကောင်စီဘက်က100နီးပါးတေဆုံးမှုရှိကြောင်းကြောက်ပြူစစ်ကြောက်ပြူစစ်စီရဲတရေရင်းကပေါ်ပြထားပါခင်ဗျာတိုက်ပွဲကကြောက်ဖြူအမတ်နှစ်အမတ်30နှစ်ယတရင်ကို AA ဘက်ကထိုးစစ်စင်တိုက်ခတ်နေတယ်တိုက်ပွဲကအရန်ပြတ်ထန်နေတယ်အေအေဘက်ကလည်းအလုံးရင်းနဲ့ဝေးတိုက်တယ်ပါ14ရက်နေ့အထိ စစ်ကောင်စီတပ်သားအယောက်40နီးပါးလောက်ရှိပြီးလက်နက်ချအလေးဝေးလာတယ်ပါဘိုးကြီးအစ်စ်ထိလည်းပါပါတယ်အလေးဝေးရောက်သူနဲ့ဖန်စီရမိတဲ့သူတွေကစစ်မှုထံတပ်သားတဲ့လူငယ်များဖြစ်တယ်လို့ပဲကြောက်ဖြူစစ်ရေးတည်င်းမြေကဖော်ပြထားပါတယ်ကြောက်ဖြူမှ30နှစ်ရတက်ရင်ကိုဇိုလာပိုင်ကစရစ်အရခတ်တမတော်အေအေက ထိုးစစ်စင်တိုက်ခိုက်နေပြီးလက်ရှိအချိန်ထိအဆိုပါရတက်ရင်ကိုအေအေက လက်နက်ကြီးများနဲ့ထိုးစစ်ဆင်တိုက်ခတ်မှုများလှုပ်ဆောင်နေကြောင်းတည်ရင်မြစ်ကဖော်ပြထားပါတယ်။အာခတ်တမတော်ကထိုးစစ်ဆင်တိုက်ခတ်မှုကြောင့်အမတ်30နှစ်ရဲတိုက်ရင်မှအချုပ်ခံခံမဆောင် နာရင်ဆောင်စေပေခံနဲ့စစ်ကောင်စီမိသားစုဝင်များနေထိုင်ရာအဆောင်များကို ကြားရောက်ပောက်ကွယ်မှုများရှိနေကြောင်းတည်ရင်မြစ်ကလည်းဖော်ပြထားပါတယ်။ယခုချိန်မှာတော့စစ်ကောင်စီကမေလ30ရက်နေ့ဇူလပိုင်းက စစ်ကောင်စီတပ်နဲ့လေချောင်း စစ်ကောင်စီကလေချောင်းနဲ့လေချောင်းတိုက်ခတ်မှုများတစ်ဆင့်လက်နက်ခဲများအပါအဝင်စစ်တပ်သားတို့ကိုလည်းကြောက်ဖြူမြို့တို့လည်းပို့ဆောင်နေတယ်လို့ပဲကြောက်ဖြူတည်ရင်မြင့်ကဖော်ပြထားပါတယ်ခင်ဗျဒုတိယရပုတ်တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာကတော့ကမ်ဘောဒီးယားဝန်ကြီးချုပ်က ထိုင်းမှာအလွတ်လုံနေတဲ့ကမ်ဘောဒီးယားအလုပ်သားများကိုနေရပြန်လာဖို့ပြောကြားကမ်ဘောဒီးယားဝန်ကြီးချုပ်ဟူမန်နီကထိုင်းနိုင်ငံမှာလွတ်လုပ်ကန်နေတဲ့ မ္ဘောဒီးယားလုံတမာများကိုနေရပြန်လာဖို့ပြောကြားတဲ့အတွက်နေစာဂိတ်ကနေတစ်ဆင့်နေရပြန်သူကမ္ဘောဒီးယားလုံသားရေအတွက်ဟာတရက်ကိုတထောင်ကျော်ကနေတထောင်ဝန်းကျင်အထိစီးနေတယ်လို့ပဲဖော်ပြထားပါတယ်။အဆိုပါနေရပြန်လာတဲ့ကမ္ဘောဒီးယားလုံသားတွေကိုအစိုးရကလက်ခံကြိုဆိုသွားမှာဖြစ်ပြီးပြည်တွင်းမှာအလောက်ကန်အခွင့်အလမ်းတွေရရှိဖို့စီစဉ်ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ပဲကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်မနီကထုတ်ပြန်ထားပါတယ်။ထိုင်းအလုပ်သမားဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရ န်နိုင်ငံမှာတရားဝင်အလုပ်လုပ်ကန်နေတဲ့ကမ်ဘောဒီးယားနိုင်ငံသားဆွတ်ပြောင်းလုပ်သား၅ဒိခန့်ရှိတယ်လို့ပဲဖော်ပြထားပါတယ်ခင်ဗျာကမ်ဘောဒီးယားအစိုးရကအလုပ်သမားတွေနေရပြန်ခေါ်တာနဲ့ပတ်သက်ပြီးထိုင်းဝန်ကြီးချုပ်ဖေတောင်တန်စင်နဝါကထိုင်းအစိုးရအနေနဲ့ဆွတ်ပြောင်းအလုပ်သမားတွေကိုနေရပြန်ပို့ဖို့အစီအစဉ်မရှိကြောင်းနဲ့နေရပြန်ခြင်းပြန်မပြန်ခြင်းဟာအလုပ်သမားတွေရဲ့အပေါ်မှာပဲမူတည်တယ်လို့ပဲဒီထိုင်းတည်ရဲ့အရင်မြတ်မှာဖော်ပြထားပါတယ်ခင်ဗျာနိုင်ငံကနေစား ပြဿနာကြောင့်အခြေအနေတင်းမာမှုများဖြစ်ပေါ်နေချိန်ထိုင်းဘက်ကဖိအားပေးပြောကြားမှုကိုကမ်ဘောဒီးယားဘက်ကငုံငုံမခံပဲပြပြသာသာတုတ်ပြန်တယ်တို့ပဲဒီထိုင်းဝန်ကြီးချုပ်ပေတောက်တာဆင်နူဝေါ်ကပဲထုတ်ပြန်ထားပါတယ်ခင်ဗျ